စကားအလိမ်မှာအောင်မြင်ရစကားပြောကောင်းသူဟာစာဖတ်တယ်စဉ်းစားတယ်နားထောင်တယ်ဒါကြောင့်သူ့မှာပြောစရာအကြောင်းရဲ့တစ်ခုခုရှိတယ်ဒီစကားကိုအင်္ဂလိပ်စာရေးဆရာဆာဝေါ်တာစကော့ပြောခဲ့တာပါကျွန်တော်တို့ဟာလူစိမ့်တယောက်နဲ့ဆုံရတဲ့အခါသူ့ရဲ့အဝတ်အစားသူ့ရဲ့ရုပ်ရည်ထက်သူ့ရဲ့အပြိုးအဆိုးကိုပို့ပြီးအလေးထား၍အကေခတ်တတ်ကြပါတယ်ဒါကြောင့်လူတယောက်ရဲ့စကားအပြိုးအဆိုးကို ကြည့်ပြီးသူ့ရဲ့မျိုးရိုးဗီဇနဲ့ ဇယိတ်ဝါဒနာကိုကျွန်တော်တို့သိနိုင်ပါတယ်။သူပေါင်းသင်းတတ်တဲ့လူများရဲ့အဆင့်အတန်းကိုခမန်းနိုင်ပါတယ်။သူ့ရဲ့အသိပညာအတိမ်အနက်နဲ့အဆင့်အတန်းကိုခွဲခြားနိုင်ပါတယ်။သူဟာခေါင်းဆောင်ဖြစ်မဲ့လူလား၊နောက်လိုက်ဖြစ်မဲ့လူလားဆိုတာကိုပြောနိုင်ပါတယ်။သူဟာလိလာစေပူတက်သူလားစဉ်စားတွေးခေါ်တက်သူလားဆိုတာကိုလည်းပြောနိုင်ပါတယ်။စင်စဲလူတယောက်ရဲ့စကားအပြောဆိုကိုကြည့်ပြီးအဲ့ဒီလူရဲ့အထုပ်ပတ်တိတစ်ခုလုံးကိုကျွန်တော်တို့ခြုံငုံသိရှိနိုင်ပါတယ်။ သူဟာယုံကြည်လောက်သူလားမယုံကြည်ရမဲ့သူလားအတ္တကြီးသူလားလောဘကြီးသူလားစိတ်ကောင်းရှိသူလားစေရနာကောင်းရှိသူလားကျင်နာတတ်သူလားဆိုတာကိုလေသူစကားကိုနားထောင်ကြည်ရှင်းအားဖြင့်ကျွန်တော်တို့အနည်းဆက်ဆုံးအကဲခက်သိရှိနိုင်ပါတယ်တရားနဲ့တရားတွေ့ဆုံပြီးစကားပြောခြင်းဟာလူမှုရေးမှာအလွန်အရေးကြီးပါတယ်ဒါကြောင့်ကျွန်တော်တို့ဟာစကားပြောဆိုရမှာ အတိတ်ပဲရှိရှိထိတိယောက်ယောက်ပြောတတ်ဖို့လိုပါတယ်ကာလဒေသပုဂ္ဂလနဲ့ကိန်းကြီးတဲ့စကားမျိုးကို ရွေးရှည်ပြုဆိုတတ်ဖို့လိုပါတယ်လူတယောက်မှာအခြားအရင်ရှင်တွေဘလောက်ပဲရှိနေရှိနေစကားအပြုဆိုမတက်ရင်အဲ့ဒီအရင်ရှင်များဟာအကျိုးမဲ့အခြေအနေဖြစ်သွားနိုင်ပါတယ်ကျွန်တော်တို့ဟာကျွန်တော်တို့ရဲ့စိတ်တွင်းခံစားချက်များကိုစကားဖြင့်ဖော်ထုတ်ပြီးတခြားလူများနဲ့ဆက်ဆံပေါင်းသင်းနေကြရပါတယ်စကားဟာလူရှင်းရှင်းနားလည်ရှိကြရေးအတွက်အဓိကပေါင်းကူးတရာဖြစ်ပါတယ်တစ်ဖက်သားနဲ့စကားပြောရင်ငါစကားနွားရသဘောဖြင့်ကိုကရှင်းအကြာကြီးမပြောရပါဘူး တဖက်သားအတွက်လေးအချိန်ပေးရပါတယ်ခွင့်ရပေးရပါတယ်တဖက်သားစကားကိုတက်တက်ကြွကြွစိတ်ပါလက်ပါဂယုစိတ်ပြီးနားထောင်ရပါမယ်ဒါမှသာ တဖက်သားကလေကိုယ်စကားကို လေးစားလာပါလိမ့်မယ်စကားပြောကောင်းသူတယောက်ဟာယဉ်ကျေးရမယ်ရည်မွန်ရမယ်ပွင့်လင်းရမယ်ရောသားရပါမယ်စကားပြောကောင်းရှင်းမှာ အချက်အလက်ပြည့်စုံခြင်းယုတ်တိယုတ်တာရှိရှင်အစီစဉ်ကြနာပြည့်ပြည့်ရှင်အတန်အနေထားမှတ်ကန်ခြင်းစတဲ့အင်္ဂါရက်များပါဝင်ပါတယ် စကားပြောရမှာအတန်းနဲ့အတန်းထားမှန်ကန်ရဲ့အတွက်အရေးသားကောင်းတဲ့စာအုပ်တို့သို့မဟုတ်အဖွင့်အွဲ့ကောင်းတဲ့ကြံပြတဲ့ပုဂ္ဂိုလ်အတန်းထွက်ပြီးမကြာခဏဖတ်ပေးပါစကားအသုံးနှုံးအလိုက်အဖြစ်အပျက်အလိုက်အတန်းနဲ့အတန်းထားကိုလေတသားလေးကြောက်အောင်ရွက်ဖတ်ပါဝန်တာစရာစာပိတ်ကိုဖတ်တဲ့အခါဝန်တာတဲ့အတန်းထွက်ပါစေဝန်နေစရာကိုဖတ်တဲ့အခါဝန်နေတဲ့အတန်းမျိုးဖြစ်ပါစေဆိုလိုရင်းကတော့မိမိရဲ့အတန်းမှာခန်းစားချက်တွင်းပေးရန်ဖြစ်ပါတယ် ြောဆိုရတဲ့အခြေအနေအကြောင်းအရာလိုက်မိမိရဲ့အတန်မှာလေးလျောညင်ထွေဖြစ်တဲ့ခံစားချက်အသွင်းပေးနိုင်လေပြီမိမိရဲ့စကားကိုနားထောင်သူအာယုံစိတ်လေလေဖြစ်ပါတယ်တနည်းဆိုရရင်ပြောစကားနဲ့အတန်နဲ့အတန်ထားဒါမှမဟုတ်အတန်အမုံရဟာလေတစ်ထက်တည်းကိညင်ရမှာဖြစ်ပါတယ်ဒါကြောင့်စကားပြောဆိုတဲ့အခါမိမိရဲ့အတန်သေးကိုမိမိရဲ့အတ္တတစ်ခုလုံးကိုပြစ်သွင်းလိုက်ပါမိမိပြောတဲ့အတိုင်းခံစားပါတိုးတိုးမိမိရဲ့စကားကိုရှစ်ကား၍ပြောဖို့မဟုတ်ပါဘူး ကြွားဝါ၍ပြိုးဖို့မဟုတ်ပါဘူးအဓိကအချက်ကရောသားရမယ်ပွင့်လင်းရမယ်စိတ်အားထက်သန်ရပါမယ်သဘောကတော့မိမိရဲ့စကားဟာအထိပ်ပြေရှိရပါမယ်အယီရှင်ရှိရပါမယ်စကားတွေကိုစေရနာတွင်းလိုက်ပါရင်းနှင်းကျွမ်းဝမှုတွင်းလိုက်ပါတစ်ဖက်မှလည်းအလားတူတုံ့ပြန်လာပါလိမ့်မယ်စကားကိုရောသားမှန်ကန်စွာစေရနာဖြင့်ပြောဆိုခြင်းဟာမြောက်ပင့်ရှင်းတဲ့အကျိုးတရားမှုရှိတယ်လို့ဆိုင်ရေးဆရာကြီးတူဦးကဆိုဖို့ပါတယ်အကောင်းဆုံးကတော့ကိုယ်စကားနားထောင်နေသူဟာ စိတ်ချမ်းသာနေစေရမယ်တတ်နိုင်ရင်ဥပမာများပုံတော်ပတ်စများဖြင့် ကိုးကားပြောဆိုပါနားထောင်နေရသူအဖို့ပို့ပြီးစိတ်ဝင်စားမှုရှိနိုင်ပါတယ်တယောက်နဲ့တယောက်အပြန်အလှန်ပြောဆိုဆွေးနွေးရမှာအဓိကဥပဒေတရက်မှာတစ်ဖက်သားရဲ့စကားကိုစိတ်ဝင်စားစွာနားထောင်ပါဟူ၍ဖြစ်ပါတယ်ပြောတတ်ရှင်းတတ်နားထောင်တတ်ရှင်းကအများသောအားဖြင့်ပို့ပြီးအကျိုးရှိပါတယ်ဒါအပြင် စကားပြောတဲ့အခါ စိတ်ညဉ့်ဉန်းရိုင်းပြတဲ့စကားကိုမသုံးပါနဲ့သူတစ်ပါးကိုအပြစ်မပြောပါနဲ့ပုတ်မချပါနဲ့မိမိစကားဟာယဉ်ကျေးသိမ်မွေ့ပါစေစကားပြောကောင်းဖို့အတွက်အရေးအသားကောင်းတဲ့စာအုပ်ကောင်းများကိုအသံထွက်ပြီးဖတ်ပါအဟိုးပြောကောင်းတဲ့ပုံကောများရဲ့ဟိုးပြောဝေးများကိုတက်ရောက်နားထောင်ပါလောကမှာပညာမတတ်ပိဿံမချမ်းသာပဲနဲ့စကားပြောကောင်းခြင်းအရေးရှင်တစ်ခုတည်းဖြင့်ထိတ်တန်းတို့ရောက်သွားတဲ့သူတွေအများကြီးရှိပါတယ်ဒါကြောင့်ဘလောက်ပင်ပညာတတ်တဲ့ လောက်ပဲချမ်းသာချမ်းသာဘေးအထိပဲရာထူးအမြင့်မြင့်စကားပြောဆိုညံ့သူဟာလူမှုရေးနဲ့လုပ်ငန်းခွင်တွေမှာအောင်မြင်တင်းတလောက်အောင်မြင်ရန်အလွန်ခင်းရမ်းပါတယ်။သို့တော်ဤအတတ်ပညာသည်တင်းယူလက်ကျင့်ယူ၍ရသောပညာရဲ့ဖြစ်ပါတယ်။ကိုယ့်ဘက်ကအရင်အနည်းအများကြီးစိတ်ထုတ်ရန်မလိုတဲ့ပညာရဲ့ဖြစ်ပါတယ်။လိုအပ်သည်မှာမိမိရဲ့အာနိချက်ကိုသိရှိပြီးတတိထားပြီးပြုပြင်လက်ကျင့်သွားရန်သာဖြစ်ပါတယ်။ ဒုတိယကိုကိုပြိုးရှင်တာကိုပြောနိုင်တယ်ပြိုးခွင့်ရှိတယ်ကိုစကားဟာယောသားဖို့တာလိုပါတယ်ဟန်ဆောင်ကြွားဝါမှုကင်းဖို့တာလိုပါတယ်ဒါကြောင့်မိမိရဲ့မွေးရပါပြိုးပိုင်ခွင့်ကိုပြိုးဖို့ဘရိုးမှမကြောက်ပါနဲ့မချက်ပါနဲ့အလျင်းတင့်တိုင်းကြုံရစကားဝိုင်းမှာမိမိတကယ်သိတဲ့အကြောင်းအရာကိုဝင်ပြောပါတို့တို့တစ်ဖက်သားကိုပြိုးရှင်မပေးပေကိုကရှေဇုတ်ပြိုးနေခြင်းမျိုးကိုတော့အထူးရှောင်ကြည့်ပါစကားပြိုးခြင်းဟာတယောက်နဲ့တယောက်အတိရှင်အတွေ့အကြုံရှင်ခံစားမှုရှင် ဖလေရှင်ဖြစ်တယ်ဆိုတဲ့အချက်ကိုဘရိုးမှမမေ့ပါနဲ့မိတ်ဆွေဟာတစ်ဖက်သားနားဝင်အောင်လက်ခံနိုင်အောင် စကားပြောတတ်ရင်မိသားစုတွင်ဖြစ်စေအပေါင်းအသင်းတွင် ဖြစ်စေလုပ်ငန်းခွင်တွင်ဖြစ်စေလူရှိလူခင်းများပြီးထင်ပေါ်လာမည်မှာမုန်းရှဧကံပဲဖြစ်ပါလေအခန်း73အလောက်ရှိသောအလောက်လက်မဲ့မျိုးမကျေပြည့်နဲ့တည်နှံရိတ်သိမ်း၍မရနိုင်ပါဘူးစီဝါရေးလုပ်ငန်းတစ်ခုတွင် ်ဆေဆတော့အောင်ပြုတ်လုံနိုင်သည့်တခုသေးသောမျိုးစင်မှာတင်းကိုယ်တိုင်ပဲဖြစ်ပါတယ်။တင်းရဲ့အသိဉာဏ်တင်းရဲ့ကြိုးစားမှုဖြစ်ပါတယ်။ဒီစကားကအမေရိကန်သဘာဝထပညာရှင်ဂျွန်ဘာရိုးစ်ပြောခဲ့တာပါ။အလုရှာနေတဲ့လူငယ်တယောက်ကကျွန်ုပ်ထံကိုအောက်ပါအတိုင်းစာရေးဖူးပါတယ်။ကျွန်တော်မှအလုကြီးအကန့်ကြီးတွေကိုလုံနိုင်တဲ့အရင်ရှင်ရှိပါတယ်။လုံနေတာကကျွန်တော်အရင်ချင်းကိုပြနိုင်ဖို့အခွင့်အရေးပါ။ဒါပေမဲ့ကျွန်တော်လိုဆန္ဒပြပြပြီး တိုးတက်ကြီးပွားခြင်းနဲ့လူငယ်တယောက်အတွက်ဘာအခွင့်အလမ်းမှပုံမလာတာကတိုးတိုးဝန်းနေစရာကောင်းပါတယ်ဆရာကြီးဟုတ်ပါတယ်တိုးတိုးဝန်းနေစရာကောင်းပါတယ်တို့တို့အဲ့ဒီလူငယ်ဟာဒီလိုအလို့အတွက်အခွင့်အလမ်းရှာနေစဲမှာသူမျှော်မှန်းထားတဲ့အခွင့်အလမ်းကြီးအတွက်စင်သည့်ဖြစ်နေပါပြီလားသူထံရောက်လာမဲ့ခွင်လန်းကြီးအတွက်လိုအပ်တဲ့အထူးကျွမ်းကျင်မှုရှိနေပြီလားအလုံမရသေးတဲ့လူတယောက်အဖို့လုံနိုင်တဲ့အလုပ်တစ်ခုတော့အမြဲတမ်းရှိပါတယ်အဲ့ဒီအလုပ်မှာတခြားမဟုတ်ပါဘူး ိုယ်အတွက်လုပ်ရမယ့်အလုပ်ပဲဖြစ်ပါတယ်လုပ်လို့စင်မှာဘလောက်ပဲအခက်အခဲကြုံနေရပါစေဘလောက်ကြာကြာပဲအလုပ်လက်မဖြစ်နေရပါစေမိမိရဲ့အရင်အရှင်ပုံမတိုးတက်ရဲ့အလုပ်ကိုတော့လုပ်ရှင်ရင်ဘယ်သူမှဆိုလုပ်နိုင်ပါတယ်လုပ်လို့ရပါတယ်ထိုအလုပ်ပြီးနောက်အလုပ်အတွက်ကိုကိုကိုပို့ပြီးတန်ဖိုးရှိလာအောင်လုပ်ရမယ့်အလုပ်ဖြစ်ပါတယ်လူများစုကြီးဟာအလုပ်ပြုတ်ရင်အလုပ်မရှိရင်စိတ်တက်ကြပြီးထိုင်ငိုင်နေတက်ကြပါတယ်အထူးသဖြင့်မိမိရဲ့ဝင်ငွေအပေါ်အဓိကမှီခိုနေရသူများနဲ့ မိမိအပေါ်မှင်ခုန်နေရတဲ့မိသားစုရှိသူများအဖို့ပိုပြီးစိတ်သက်ကြတတ်ကြပါတယ်တကယ်တော့အမှန်ဖြစ်တင်တာကအဲ့ဒီလိုမဟုတ်ပါဘူးအဲ့ဒီအချိန်မျိုးမှာမိမိရဲ့စိတ်တက်တီစွမ်းအားကိုပို၍မြင့်တင်ပြီးမိမိရဲ့အယီရှင်ပြည့်ဝရေးအတွက်တင်းလျော်တဲ့အလုပ်တစ်ခုခုကိုသာကြိုးကြဆာဆာပြုလုပ်နေရမှာဖြစ်ပါတယ်စိတ်တက်တီရှိသူတွေမြုံမန်းရှက်ခိုင်မာသူတွေအတွက်အခွင့်အလန်းဟာအများအားရှိနေပါတယ်ရင်းတို့တို့လူစားမျိုးကိုအလုပ်ပေးခြင်းသူတွေအများကြီးရှိနေပါတယ် အလုံးမရှိတော့လေစိတ်တက်မကြပါမိမိရဲ့လှုပ်ရည်ကံရင်တိုးပွားအောင်ကြိုးစားလုပ်ကံရင်တစ်ချိန်မှာကြီးပွားချမ်းသာသွားကြသူပေါင်းမြောင်များစွာကိုကျွန်ုပ်တွေ့ဟုပါတယ်သူတို့ဟာနောက်ပေါ်လာမဲ့အခွင့်အလမ်းအတွက်မိမိကိုယ်ကိုအီရှင်ထက်ပြေးထားကြတယ်ဒါကြောင့်အလုံးမရနိုင်လို့ထိုင်ခိုင်းမနေပါနဲ့လောကကြီးဟာမတရားဘူးဆိုပြီးညှိတွားမနေပါနဲ့အခွင့်အလမ်းကမိမိထံမှာသာရှိပါတယ်စိတ်အားထက်သန်မှုနဲ့ကြီးမန်းရှက်ခိုင်မာမှုရှိရင် တနေ့မှအောင်မြင်ရမည်သာဖြစ်ပါれအလောက်ကိုင်းရှာဖွေဌာနများ၌တန်းစီနေကြတဲ့လူအုပ်ကြီးသေးတွင်အများဆုံးတွေ့ရသည်မှာမိမိတို့ရှာဖွေနေတဲ့အလောက်ကိုင်းအတွက်အရင်ရှင်းမပြည့်ဝသူများအလောက်တစ်ခုကိုပြီးစီးသည့်အထိမလောက်တတ်သူများစေစက်သေးချာမှုမရှိသူများစွန်းဆောင်ရင်မရှိသူများသာဖြစ်ပါれသူတို့ဟာဘေလောက်ကိုမျှတခုကောင်မကျွန်းကျင်ကြမတက်ကြသူတို့ဟာတီထွန်းညာရှိသူနဲ့တီထွန်းညာမရှိသူတို့ရဲ့ခြားနာချက်ကိုမသိကြမလေ့လာကြပါဘူး အလုတ်တခုကိုတီထွင်ဉဏ်ဖြင့်အကောင်းဆုံးလုပ်တဲ့သူဟာအလုတ်လက်မဲ့ဖြစ်ဖို့ခင်းရပါတယ်နိုင်ငံနဲ့ရှိပြီးစီးပွားရေးအခက်အခဲကြုံမှသားလျင်အလုတ်လက်မဲ့ဖြစ်ပါလိမ့်မယ်အဲ့ဒီလိုလူမျိုးကိုဘယ်လုပ်ငန်းဘယ်ကုမ္ပဏီကမဆိုအမြဲတမ်းလိုချင်ကြပါတယ်မကြာခဏအလုတ်တိရှာနေသူများဟာလုပ်ငန်းကျွမ်းကျင်မှုမရှိသူများအပြင်းကြီးသူများတီထွင်ဉဏ်မရှိသူများစ조사မှုမရှိသူများသာဖြစ်ကြပါတယ်အဲ့ဒီလိုလူစားမျိုးဟာဘယ်လုပ်ငန်းမှာမှတာရှည်မမြင်နိုင်ပါဘူး ေလုံငန်းပြီးကြစ်လိုက်ကြစ်လိုက်တွန်းကျင်မှုမရှိသူတွေသာအများဆုံးတွေ့နေရပါတယ်ဒီထွေညာမရှိသူတွေနဲ့သာစခန်းသွားနေကြသည်ကိုမြင်နေရပါတယ်သူတို့ဟာလူကျက်တူရွေးတွေသာဖြစ်ကြပါတယ်သူတို့မှာပင်ကိုအီသွေးမရှိကြဘေးအလုံးမျိုးမစိုးအဖြစ်သာလှုပ်ရှင်ပြီးစစ်လွေဖြစ်ကြတဲ့ဆန်းလှုပ်ရှင်ဟာအလုံးလက်မဖြစ်ရန်အဓိကအကြောင်းကြီးတစ်ရက်ဖြစ်ပါတယ်မင်းတို့ရဲ့တက်လန်းတကားပေါက်ကိုဖွင့်တဲ့တော့ဟာအလုရှင်လက်ထဲမှာသာရှိတယ်လို့အလုသမားအများစုယူဆကြပါတယ် အဲ့ဒီအယူဆဟာလုံးဝမှားပါတယ်အမှန်မှာမိမိတို့ရဲ့တလန်တို့ဟာမိမိတို့ရဲ့လက်ထင်းမှလာရှိနေပါတယ်တကားကိုဖွင့်မှလာတကားကိုပိတ်မှလာတာမန်စရေးကလေးအစ်စ်မှပဲနေမှလာမန်နေဂျာအစ်စ်ကိုတက်မှလာဆိုတာမိမိအပေါ်မှာသာလုံးဝမူတည်ပါတယ်မိမိဟာဘယ်အလုပ်မျိုးကိုပဲလုပ်ကင်နေသည် ဖြစ်စေမိမိရဲ့တလန်တကားကိုဖွင့်နိုင်သူမှသူတစ်ပါးမဟုတ်ပါဘူးမိမိတာလျင်ဖြစ်ပါတယ်လောလောဆယ်မှာအလုပ်မရှိလို့စိတ်ပြက်အားငယ်ဖြစ်မနေပါနဲ့စိတ်ဝင်စားစွန်းလုပ်ငန်းတစ်ခုကိုရွေးပြီး အထူးကျွမ်းကျင်အောင်လေ့လာပါကိုကိုကိုကူညီရှင်ကိုတူးကိုရှင်စ조사ရှင်းသည်သာလေမိမိရဲ့ဆင်းရဲတွေမှလွတ်မြောက်ရန်လွတ်မြောက်ကြောင်းနီလန်ကောင်ဖြစ်ပါတယ်လူတူကခြားတူကိုကူညီဖို့ဆိုတာလူကူတဲ့အလုပ်မဟုတ်ပါဘူးလူတိုင်းပင်ကိုယ်ကိစ္စနဲ့ကိုယ်အလုပ်ရှုံနေကြပါတယ်သူတို့ဘာကိုကူညီရှင်းသည့်တိုင်အောင်ကူညီဖို့အရှိမရှိအခြေအနေမပေးပါဘူးတော်တော်မိမိကိုယ်ကိုမိမိကူညီသူများကိုတော့တဘာသူကအကူအညီပေးတတ်ကြပါတယ်ဘယ်အလုပ်ကိုမဆိုအကောင်းဆုံးဖြစ်အောင် စစ်စက်သေရှာစွာစ조사လောက်ကင်တက်သူတွေအတွက်ဘရိုးမှအလုံမချားနိုင်ပါဘူးစစ်စက်သေရှာမုံလက်ရမြောက်မုံဟာလောက်ကမာတယောက်ရဲ့အကြီးဆုံးဂုဏ်ကြီးဖြစ်ပါတယ်ကိုကိုကိုကူညီသူစွန်းဆောင်ရည်ပြေဝသူအတွက်အလုံလေးအမြဲတမ်းရှိပါတယ်ဝင်းဝင်းလေးအမြဲတမ်းကောင်းပါတယ်ယခုခေတ်ဟာပညာခေတ်ဖြစ်ပါတယ်ဘိခိကာမှာယခုခေတ်လောက်ပညာတန်ဖိုးမတိုးတက်ခဲ့ပါဘူးပညာမှာဘ ഹു တုဒ္ဒထက်ဖြစ်လိုက်ရင်သိတ္တိရှင်ဖြစ်လာပါတော့တယ်အချိန်မရွေးအလောက်ရရှိနိုင်တဲ့သူဖြစ်လာမှာပါ စီးပွားရေးလုပ်ငန်းတွေအမျိုးမျိုးအဖုံဖုံပေါ်ပေါက်လာတဲ့အမျှအသိပညာအတတ်ပညာတွေလည်းအများကြီးတိုးပွားလာတဲ့ယခုခေတ်မှာကိုကိုကိုကူညီပြီးအရေးရှင်ပြည့်အောင်ဖြစ်စည်းထားသူတွေအတွက်ချွေလန်းကြီးပွင့်နေပါတယ်။ငွေကြေးအရင်းအနှီးမရှိတော့လေကိုစွန်းကိုစားအရင်းအနှီးဖြင့်ကြီးပွားနိုင်ပါတယ်။ဒါကြောင့်တိုးတက်ကြီးပွားလို့တဲ့လူငယ်တရားဟာတိုးတက်နေတဲ့ခေတ်ကြီးနဲ့အမှီလိုက်နိုင်အောင်ကိုကိုကိုပြင်ဆင်ထားရပါမယ်။ဖြစ်စည်းထားရပါမယ်။ပညာဖြည့်ရပါမယ်။ ဘုဒ္ဓတာနဲ့ကျွမ်းကျင်မှုဖြစ်ရပါမယ်။ယခုခေတ်မှာစီးပွားရေးပြိုင်နေကြပါတယ်၊ပညာပြိုင်နေကြပါတယ်၊စွန့်ဆောင်ရေးပြိုင်နေကြပါတယ်။လူတိုင်းဟာပြိုင်ပွဲဝင်များဖြစ်ကြပါတယ်။ပြိုင်ပွဲမှာအနိုင်ရရှိရင်ပွဲမဝင်ခင်အပြင်ကလစ်ကျင့်ထားရပါမယ်။အဓိကအချက်ကတော့ဒီပြိုင်ပွဲမှာအနိုင်ရရှိရင်မိမိရဲ့အားလက်ရှင်ကိုအလဟဒအခြေအနေဖြုံးတိမပစ်ပေပညာနဲ့ဘုဒ္ဓတာတစ်ခုခုရအောင်စ조사ဖို့ပဲဖြစ်ပါတယ်။အခွင့်အလန်းကိုရအောင်ဖမ်းဖို့ရံမှာ ိမိသားလျင်ပဒါနဖြစ်ပါတယ်